အလုံးမဲမင်္ဂလာပါလို့ Bible Study Page မှာရှိတဲ့ကျွန်တော်မိတ်ဆွေရောက်ချင်းစတဲ့အောင်နှုတ်ခွန်းဆက်ပါတယ်တင်တို့ပေါင်းနိုင်ခရစ်တော်ညီတကြီးရှိပါစေဒီနေ့မနေ့ခင်းမှာကျွန်တော်တို့အချိန်နှိုင်းငယ်ယူပြီးနှုတ်ပတ်တော်ကိုဒီကွာဆင်ခြင်နှလုံးတွင်းကြဖို့ဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်းဒီနေ့ကတင်တေကုတ်တေတင်းငွေနေဖြစ်တယ်တစ်ဖက်မှာလည်းအပြီးကလေးများနေ့လည်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ပင်တေကုတ်တေနေ့ကိုဒီပြူပြီးနှုတ်ပတ်တော်ကိုအသက်တာအတွက်ဆင်ခြင်တိဆောက်ရှာဖို့နှလုံးတွင်းကြမှာဖြစ်ပါတယ်ခဏလို့ဆွေးတောင်းရအောင် ကောင်းမြတ်တဲ့ဖဖရားပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကိုရိုဂျေဇုတဲ့နဲ့နှုတ်ကပတ်တော်ကိုသူတို့ကဆင်ကျင်နှလုံးတွင်းကြတဲ့အခါနားလေခံယူတိဆောက်နိုင်ဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြအလင်းပေးလက်ပို့ဆောင်ပါမိအကြောင်းအချိန်တိုင်းနဲ့အသက်တာကိုလက်တော်တော်စစ်တောင်းဆက်ကအနအစပြုဒီအခါမှာတခင်ယေရှုခရစ်တော်၏မြတ်တော်နာမ၌တူတောင်းဆက်ကအနအစပြုပါ၏ဖဖရားအာမင်အဲ့တော့ပင်တေကုတ်တေနေလို့ပြောလိုက်တာနဲ့တန်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုကျွန်တော်တို့တန်ပြီးသိမယ်တန်ရှင်တော်ဝိညာဉ်တော်လို့ပြောလိုက်တာနဲ့ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းတွင်တင်ခြင်း နားလေစီခြင်းအဖြစ်ဧဝံဂေလိတရားဟာတာပြီးကျပြန့်လာအဲ့ဒီဧဝံဂေလိတရားကျပြန့်လာခြင်းအဖြစ်ကင်းတော်ရီဟာဖြည်းဖြည်းတိုးပွားလာတယ်အဲ့တော့ယုံကြည်ချက်ကြောင့်အချိန်ဤအမျိုးမျိုးရင်းရင်ပြီးမဲ့လဲတရှင်တော်ဝိညာဉ်တော်ရှိခြင်းအဖြစ်တမန်တရားကိုတစ်ဖက်မှာနားလေလို့တစ်ဖက်မှာလည်းယုံကြည်ခြင်းမှာဆွဲမြဲစွာသစ္စာနဲ့တည်ကြည်ရတဲ့အခွင့်ကိုတန်ရှင်တော်ဝိညာဉ်တော်ရတယ်ဆိုနေမှာတော့သူတစ်ဖြစ်ဒါကိုဆင်ခြင်စရာဖို့ဖြစ်တာပေါ့ ပင်တေကုတ်တင်နေလို့ပြောလိုက်တာနဲ့သရှင်တော်ဝိညာဉ်တော်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့တစ်ဖက်မှာနားလည်ရတာကဂတိတော်ပြည့်စုံခြင်းပဲဖြစ်။ယောလအနာဂတိကျမ်းအခန်းကြီး2အပိုင်ငယ်28ကနေ30နှစ်မှာပြောထားတဲ့နောင်ကာလမှာတဲ့လူမျိုးတကာတို့အပေါ်ငါဤဝိညာဉ်ကိုတွန်းလောင်းမည်ဆိုတဲ့စကားဟာ BC 8နဲ့9ဝင်းကျင်လောက်မှာပရောဖက်ပြုခဲ့တာဖြစ်။ဒါပေမဲ့အဲ့ဒီပရောဖက်ပြုချက်က တခင်ယေရှုရှင်ပြန်ထမြောက်ပြီးအပေါင်း90ပြည့်တဲ့နေ့အဲဒီ28တုံးမဟုတ်29ဝန်းကျင်လောက်မှာလာပြီးပြည့်စုံတာအဲ့တော့နှစ်တွေဘလောက်ကြာသွားပြီမဲ့လဲဘုရားတခင်ပြောတဲ့စကားဟာမှန်ပြည့်စုံဘုရားတခင်ပြောခိုင်းတဲ့စကားကို prophet တွေပြောခဲ့တဲ့အရာတွေမှန်မှဟာပြည့်စုံတယ်ဒီနေ့ကျွန်တော်ပတ်ဝန်းကျင်မှာ prophet တွေအများကြီးဒါပေမဲ့ဘုရားပြောတယ်လို့ပြောပြီး prophet ပြုသွားကြတာကြီးပဲဒါပေမဲ့တကယ်မပြည့်စုံခဲ့တဲ့အရာတွေဖြစ်တယ်အမှန်ကျမ်းစာအရအဲ့ဒါကိုပြောမယ်ဆိုရင်တော့ဘုရားမပြောခိုင်းမဲနဲ့ပြောရင် တော့မှပြေဆုံးလာမှာဟုတ်ဘူးအတော့သူတို့ကလင်းလေပြီးပရောဖက်ပြူတယ်ခင်ရမြင်ရကိုရှောက်ပြီးပြောတဲ့အရာဖြစ်တယ်လို့တမန်ကျန်စာအဖြစ်တိတိကျကျမှားလေရတမန်တော်ဝတ္ထုအခန်းကြီး၁ပိုင်းငယ်၁ကနေရှစ်ထိဖတ်တဲ့အခါမှာလေအဲ့ဒါတွေ့ရတယ်တခင်ယေရှုကကောင်းကင်တို့ချီဆောင်မတွားခင်မှာတပည့်တော်တွေနဲ့အတူရှိတယ်တပည့်တော်တွေကိုမာသားခဲ့တယ်ယေရုရှလင်မြို့မှာတောင်းနေပါတတိတော်နဲ့ရှင်နဲ့ဝိညာဉ်တော်ကြွလာတဲ့ အချိန်ကာလအထိမင်းတို့စောင့်နေပါဘယ်မှမတော်ပါနဲ့အဲ့ဒီဝိညာဉ်တော်ကြွလာတဲ့အခါကျတော့မင်းတို့ဟာယေရုရှလင်မြို့မှာစာပြီးမြေကြီးစတန်အောင်ငါရဲ့တက်တည်ဖြစ်မယ်လို့မိန့်ပါခဲ့အဲ့ဒီမိန့်ပါခဲ့တဲ့အချိန်ပြင်ပြန်ထမြောက်တဲ့ရက်ကနေစပြီးရက်ပေါင်း90ပြည့်တဲ့အခါမှာဂရီတော်ပြည့်အဲ့တော့အဲ့ဒီဂရီတော်ပြည့်စုံခြင်းကြောင့်ပဲဒါရီဖြစ်လာလဲဆိုတော့မှဩဝါဒစာခန်းကြီး၈ပိုက်ခဲ့ကျွန်တော်တို့ 24ကနေ29တိဖတ်တဲ့အခါတွေ့ရမယ်။ဘုရားတခင်ဤဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသည်။တော်သူတို့သည်ဘုရားတခင်ဤသားဖြစ်ကြ၏။အကြောင်းမူကားတင်တို့သည်တဖန်ကြောက်ရွံ့တတ်သောရှင်ဤတဘောကိုရကြသည်မဟုတ်။အဘအဘဟုခေါ်ရသောအခွင့်နှင့်သားဖြစ်ခြင်းဤတဘောကိုရကြပြီ။ငါတို့သည်ဘုရားတခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူတက်တည်ခံတော်မူ၏။သားမှလည်းအမွေခံဘုရားတခင်ဤအမွေခံလည်းဖြစ်ကြ၏။ခရစ်တော်နှင့်အတူဘုံဝင်စားမိအကြောင်း တို့တခင်နဲ့အတူဆင်းရဲဒုက္ခကိုခံရတယ်တို့တခင်နဲ့ဆက်ဆံတော့အမွေလည်းဖြစ်ရင်ဘောလူကယောမဩဝါဒစာမှာပြောတယ်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ရှိခြင်းအားဖြင့်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့အသက်တာထဲမှာအလုံးလုံးချင်းအားဖြင့်ကျွန်တော်တို့သိနာလေရတဲ့အရာကကျွန်တော်တို့ဟာဖရာသားဖြစ်တယ်ခရစ်တော်အားဖြင့်အမွေခံသောသားတွေဖြစ်တယ်ဆိုအဲ့ဒီဝိညာဉ်တော်ဆင်းသက်တဲ့ပင်တေကုတ်တေနေ့ကနေစပြီးအဲ့ဒီ တက်တေဟာကျွန်တော်အတ္တသားထဲမှာဘုရားသားဖြစ်တဲ့သူထဲမှာဝိညာဉ်တော်ကကျွန်တော်ကိုဥဆောင်လမ်းပြပြင်ပို့ဆောင်ခြင်းကိုခံစားရတယ်။အဲ့ဒီဝိညာဉ်တော်ရဲ့လမ်းပြပဲ့ပြင်ပို့ဆောင်ခြင်းခံရတဲ့သူတွေကကျွန်လည်းမဟုတ်ဘူးတဲ့။အဘလို့ခေါ်ရတဲ့ခွင့်ဘုရားရဲ့သားတွေဖြစ်တယ်။ဓမ္မဟောင်းမှာတော့ဂျူးလူမျိုးအများစုကအာဗြဟံရဲ့အမျိုးနွယ်အဖြစ်ဘုရားသားဖြစ်တယ်လို့နားလည်ထားခဲ့ကြတယ်။ဒါပေမဲ့တခင်ယေရှုခရစ်တော်မိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတန်ရှင်သောဝိညာဉ်တော်ဂျိန်းဝုဒ်ဒီ ဝิญဉ်တော်ရဲ့လမ်းပြပို့ဆောင်ခြင်းခံစားတဲ့သူတွေကဘုရားသခင်။ဒါကြောင့်ပင်ဒီကုတ်တင်နေလို့ပြောလိုက်တာနဲ့ဘုရားသခင်ရဲ့ prophet အဖြစ်ပြောတဲ့စကားပြည့်စုံတယ်။အဲ့ဒီဝิญဉ်တော်ကြွလာခြင်းအဖြစ်အတင်းတော်တွေဖြစ်လာတဲ့အင်္ဂလိပ်တရားခြေပြန့်လာ။အဲ့ဒီဝิญဉ်တော်အဖြစ်ပဲကျွန်တော်တို့ဟာဘုရားသခင်နဲ့အသာအဖတော်ဆက်ရတဲ့အခွင့်ဘုရားသားဖြစ်ရတဲ့အခွင့်ကြီးမားတဲ့အာမခံချက်တက်တည်ဟာဝิญဉ်တော်ရဲ့လှူရှာမှုဝิญဉ်တော်ရဲ့ကျွန်တော်အသက်တာထဲမှာပြည့်ပြင်းလမ်းပြခြင်းခံစားရတဲ့သူအဲ့ဘုရားသားဖြစ်တယ်ဆိုတဲ့ တက်တည်ကိုရပါတယ်ဟာလေလုယာအဲ့တော့ဒီမှာနားလေရတာကဘုရားပြောတဲ့စကားမှန်ရင်အမြဲတမ်းပြည့်စုံတယ်ဘုရားမိန့်တော်မူတဲ့စကားမှန်ရင်အချိန်ကာလတစ်ခုရောက်တဲ့အခါမှာဖြစ်လာတယ်ဒါကြောင့်ကျမ်းစာထဲမှာပေါလုကယုံကြည်ခြင်းဟာကြားနာခြင်းကြားနာခြင်းဟာဘုရားစကားအမှန်ကြားထားတဲ့သူတယောက်ရဲ့တက်တာဘုရားစကားမျိုးစည်းကြားထားတဲ့သူရဲ့တက်တာလည်းမှာစင်မာနဲ့ယုံကြည်ခြင်းရှိတယ်စင်မာနဲ့ယုံကြည်ခြင်းကတက်တဲ့ကိုဖြစ်ပင်တေကုတ်တင်နေလို့ပြောလိုက်တာနဲ့တရှင်နိုးဝင်းတို့ကိုခံရတဲ့အင်္ဂလိပ်တရားကိုဝင်များတယ်အဲ့ကနေစပြီး တင်းတော်စဖြစ်လာတယ်ဒါကြောင့်ပင်တေကုတ်တင်းနေလို့ပြောတာပြောလိုက်တာ ਨੇ အတင်းတော်ရဲ့မွေးနေ့လို့လည်းနားလည်နိုင်တယ်တင်းတော်ရဲ့မွေးနေ့လို့ပြောရင်နံပါတ်၁တော့မျက်စိနဲ့မမြင်ရတဲ့တင်းတော်ပေါ့တမန်တော်ဝတ္ထုအခန်းကြီး1အပိုက်ငယ်50နဲ့1ကနေ52ထိဖတ်တဲ့အခါတွေ့ရတယ်သူစကားကိုအသင့်နှလုံးတွင်းမိသော သူတို့ဒီဗတ္တိဇံကိုခံ၍ထိုနေ၌အည်အတွက်အဖြစ်3000များလောက်တော်သူတို့တွင်ဝင်ကြ၏ထိုသူများသည်တမန်တော်တို့၏ဆုံးမဩဝါဒကိုခံခြင်းပေါင်းတင်းဖွဲ့ခြင်းမုံကိုဖဲ့ခြင်းပထနာပြုခြင်းတို့ကိုအမြဲဆောင်ရွက်ရနေကြ၏ပထမဦးဆုံးအင်္ဂလိပ်ဒီယာအဲ့ဒီအင်္ဂလိပ်ဒီယာကိုကြားပြီးမှယုံကြည်သူဖြစ်လာတဲ့သူတွေအဲ့ဒီရက်ထက်မှာ3000လောက်ဝင်လာတယ်လို့ပြောတယ်အဲ့ဒီအရင်စပြီးမြေကြီးပေါ်မှာဘုရားခင်ရဲ့သင်းတော်မျက်စိနဲ့မမြင်ရတဲ့တင်တော်အသာဖြစ်လာတယ် အဲ့နေပြီးမှတမန်တော်ဝတ္ထုအခန်းကြီး6ပိုင်ငယ်1ကနေ6တိရောက်လာတဲ့အခါကျတော့မျက်စိနဲ့မြင်ရတဲ့ local church ဖြစ်လာတယ်။အဲ့တော့အင်္ဂလိပ်တရားအဖြစ်လူတွေပြောင်းလဲလာလာကြာလာတဲ့အခါကျတော့လူတွေအုပ်စုများလာတယ်။အဲ့တော့အဲ့ဒီမှာတမန်တော်ရဲ့အဆုံးအမခံပြီးနေကြတဲ့အခါအလုပ်တွေများလာတယ်။အဲ့တော့အဲ့ဒီမှာတင်ထောက်တွေခွဲခန့်တယ်တတိပံတို့နော်ဖိလိပ္ပုတို့စတဲ့ဖြစ်ပါကြတယ်။သူတို့ကိုခွဲခန့်ပြီးမှအဲ့ဒီမှာမျက်စိနဲ့မြင်ရတဲ့အသင်းတော်ရဲ့တဒဟာအဲ့ဒါပေါ့။ဒါကြောင့်ဒီအချက်ကိုကြည့်တဲ့အခါမှာ တင်းတော်ရဲ့မွေးနေ့လို့ပြောတဲ့နံပါတ်၁တော်တော်များများဟာအခုခေတ်မှာတော့မျက်စိနဲ့မြင်ရတဲ့အတင်းတော်ရဲ့အတင်းသားဖြစ်ပေမဲ့မျက်စိနဲ့မမြင်ရတဲ့ အသင်းတော်ဖြစ်တဲ့ခရစ်တော်ကြီးကိုရင်ကထဲမှာတော့ဘုရားသားတယောက်အနေနဲ့ဖြစ်တဲ့သူတွေအများကြီးရှိတယ်။ဒါကြောင့်လည်းကျွန်တော်အသင်းတော်ထဲမှာဒါကိုဦးစားပေးနေတဲ့အင်္ဂလိပ်တရားကိုပြောဖို့လိုတယ်လို့ရှိမှာ။ညာရှိအကြီးတွေအများကြီးပြောခဲ့ကြတာတွေရှိ။ဒါကြောင့်ပင်တေကုတ်တင်နေလို့ပြောလိုက်တာနဲ့အသင်းတော်ရဲ့မွေးနေ့လို့လည်းပြောကြလိမ့်ရှိပါတယ်။အဲ့တော့တတိယအချက်အနေနဲ့ပင်တေကုတ်တင်နေလို့ပြောလိုက်တာနဲ့တမဟောင်းမှာပြောခဲ့တဲ့အရေးအာအမတစ်မှာပြည်စုံတဲ့ထင်ရှားတဲ့နေ့ဖြစ်တယ်။ နားလေရအဲ့တော့အဲ့ဒီပင်တေကုတ်ဒီနေ့ကတခင်ယေရှုရှင်ပြန်ထမြောက်တဲ့နေ့ကနေတွေ့ရင်ခုနပတ်ပြည့်တဲ့ပြည့်ပြီးပထမရက်ဖြစ်တယ်အဲ့တော့ပတ္တခါပွဲနေ့ကနေတွေ့ရင်တော့ရက်ပေါင်း90ပြည့်တဲ့နေ့ပါအဲတမိုင်းပညာရှင်တွေကပြောလဲဆိုတော့အဲ့ဒီပင်တေကုတ်ဒီနေ့ကဣတလီမျိုးတွေကအေဂုတ်တုကနေထွက်လာပြီးရက်ပေါင်း90ပြည့်တဲ့နေ့တိနာတောင်ပေါ်မှာမောရှိကိုပြည့်ညတ်တော်ဆယ်ပါးပေးတဲ့နေ့လည်းဖြစ်တယ်လို့အဲ့လိုသူကတော့ပြောကြတယ် နံပါတ်၄အချက်ကျတော့ printing ကုတ်တင်နေလို့ပြောလိုက်တာ ਨੇ ဗရင်ရင်တရားသစ်အဲ့တော့ဓမ္မဟောင်းမှာအဗရန်ဣဇေယာကုတ်သတ်တဲ့ဖြစ်ပြုခဲ့တဲ့ဗရင်ရင်ဣတိလာနဲ့ပြုခဲ့တဲ့ဗရင်ရင်မဟုတ်ပဲနဲ့ရှားနာတဲ့ဗရင်ရင်တရားသစ်ကိုအဲ့ဒီ tensional ဝိညာဉ်တော်ရင်းသက်တဲ့ printing ကုတ်တင်နေရနေစပြီးအဲ့ဒီဗရင်ရင်တရားသစ်က ေပေဩဝါဒစာဆောင်မှာပြောတဲ့အသက်လန်းတစ်ကလည်းအဲ့ဒီကနေစအဲ့လိုပြောရင်အနီမမဟုတ်ဘူးကားတိုင်းမှာအသေးခံတဲ့နေကစတယ်လို့ပြောကောင်းပြောလိမ့်မယ်ကျွန်တော်ဆိုလိုတာကဝိညာဉ်တော်ဆင်းသက်ပြီးစပြီးတက်တည်ခံတဲ့နေကနေစပြီးလူတွေပြောင်းလဲပြီးအစပြုခဲ့တယ်လို့ပြောတတိယအဖြစ်အေးဝင်ဂီလိတရားအဖြစ်အဲ့ဒီနေကနေစပြီးစတင်လှူရှားလာဒီအချက်၄ချက်ထဲမှာကျွန်တော်တို့ခုနပြောလို့ဂရိတော်ပြည့်စုံတဲ့နေ့မှာဆင်ခြင်စရာအကြောင်းအပါရှိလဲဆိုတော့တမန်တော်ဝတ္ထုခန်းကြီးတိအပိုင်ငယ်6ကမှာ မိမာချက်အတိုင်းသူတို့စောင့်နေတဲ့တမန်တော်ဝတ္ထုနှစ်မှာအဲ့တော့တပည့်တော်တွေကအခင်ယေရှုခရစ်တော်ရဲ့မိန့်တော်မူတဲ့ဇကားတွေကိုသတိမသိနားထောင်နေနာခံနေစောင့်စုစောင့်နေဆိုတာအခင်ယေရှုမထမြောက်ခင်ဟိုအရှိကတပည့်တော်တွေရဲ့အသက်တာပိုင်းကိုကြည့်တဲ့အခါသူတို့တွေနားမလည်လားရှိတယ်စံကျင်နာတွေရှိတယ်တော့ဇာတိအမြင်နဲ့ကိုရောအပေါ်မှာဆွဲလန်းပြီးနှစ်သက်မြင်နိုးတာတွေရှိတယ်ပေသူတို့ဆိုရင်အာကိုရောတဲ့ကိုရောကို ဲ့လိုအဖြစ်မကောင်းကျွန်တော်ကကိုရောရှိမှရှိတယ်ကိုရောကိုဘလို့ကောက်ဝင်မယ်ဘသူမှမလိုက်ချင်နေကိုရောကိုရောနောက်ကိုကျွန်တော်လိုက်မယ်အဲ့တော့တခင်ယေရှုကပြောတယ်မဟုတ်ဘူးတဲ့မင်းဟာတဲ့လူတို့အရာကိုဆွဲလာနေတဲ့ဒါကြောင့်မင်းနော်ငါနောက်ကိုဆုပ်ပါအဲ့ဒီကားတိုင်းရဲ့အရှိဘက်မှာတပည့်တော်တွေအားလုံးရဲ့အသက်တာအဲ့လိုရှိဒါကြောင့်သူတို့ရဲ့အသက်တာထဲမှာတခင်ယေရှုနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကအပြည့်အပြည့်နဲ့သူတို့ကိုစိတ်ချစရာအကြောင်းဖြစ်လာပင်တေကုတ်တွင်နေမှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့အချိန်ကနေစတော့စပြီး တပည့်တော်ကြီးရဲ့တက်တာကတကက် ရေဆွမ်းတက်ကြီးနဲ့တုံးတိုက်တိုက်ကြားကြိုက်ကြိုက်သူတို့ယုံကြည်ခဲ့တဲ့အဲ့ဒီအေးဝင်ကလေးတရားကိုအသက်အသေးခံတဲ့အထိတတိခဏအဲ့ဒီအင်းဒီတရားကြောင့်ပဲသူတို့ဒုက္ခရောက်တယ်အဲ့ဒီအင်းဒီတရားကြောင့်ပဲညင်းဆဲတယ်ဒါကြောင့်ဘလောက်ထိဒုက္ခရောက်ရောက်ဘလောက်ထိညင်းဆဲဆဲတန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူအားဖြင့်သူတို့ဟာအဆုံးတိုင်အောင်ဝေငါတတိခံထွားကြတာကိုတရားအဲ့တော့ဒီအချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာ ခင်ယေရှုမိန့်တော်မူတဲ့အတိုင်းတပည့်တော်ရှင်နာဂန်နဲ့နာဂန်နဲ့အတိုင်းဂရိတော်ပြည့်စုံခြင်းကိုရတယ်အဲ့တော့ဘုရားတခင်ဟာကျမ်းစကားမှာတစ္ဆာနဲ့ပြည့်စုံတယ်။ဒါတော့တောလျာအခန်းကြီး23ပိုက်ငယ်19မှာဘုရားတခင်ဒီမူတာစကားကိုပြောအပ်တော်ကလူဖြစ်တော်မူဒီမဟုတ်။နောင်တော့ရအပ်တော်ကလူသားဖြစ်တော်မူဒီမဟုတ်။မိန့်တော်မူပြီးမှစကားတော်အတိုင်းမပြုတ်ဘဲနေတော်မူမည်လော။အတိထားတော်မူပြီးမှမတီးဘဲနေတော်မူမည်လောတဲ့။တပည့်တော်တွေအပေါ်မှာပြောခဲ့တဲ့စကားတွေအလုံးဟာအံပြည့်စုံခြင်းဖြစ် ဒါကြောင့်ဖရာရဲ့စကားတော်ရှိတဲ့မြတ်ဟာရှင်ကျေတယ်။မိုက်နိုင်ခုနှစ်ကျင်းစစ်ထားတဲ့ရွှေကဲ့သို့ဖြစ်တယ်လို့ဒါဝိကအမြဲတမ်းတက်တည်ခံတယ်ဆိုတော့ဖရာစကားကိုနားထောင်တာဖရာစကားကြားတာဘယ်တော့မှမမားနိုင်တဲ့အရာတစ်ခုဖြစ်တယ်။တက်တာအတွက်ဘယ်တော့မှအကျိုးမယုတ်စီတဲ့အရာဖြစ်။ဒါကြောင့်သူကပြောတာမိန်တော်မူပြီးမှဖရာပြောလာရင်နဲ့သူပြောရင်ပြောတဲ့အတိုင်းတော့မှမလုပ်ပဲမှန်တယ်ကိုအဲ့တော့အာဗြဟံအသက်တော်ကြီးတဲ့အခါကျွန်တော်တို့တွေ့ရတယ်။အာဗြဟံအဘိမလက်မင်းကိုကြောက်အသက်အန္တရာယ်ဆိုရင်ရတယ်။ဘာလို့လဲဆိုဆာရာကလာတော့ ဲ့ဒီခါကျတော့ဒါရာကိုသူ့ရဲ့ညီမပါလို့တိုင်ပင်တိုင်ပင်ပြီးမှအပိမလမင်းလက်အလိုက်ရအဲ့တော့ညအချိန်ရောက်တဲ့အခါကျတော့မင်္ဂလာဦးညမှာပဲဘုရားတခင်ကအပိမလမင်းကိုဆန့်သားတယ်တမတိနဲ့ထင်းရင်မင်းတဏ္ဍာန်ကလုံးဒုက္ခရောက်သွားမယ်ဒါသူများရဲ့မိန်းမဖြစ်တယ်အဲ့ဒီခါကျတော့အပိမလမင်းကအာဗြဟံခေါ်ပြီးပြန်ပြောအဲ့ခါမှာအကြောင်းဆုံးဇိုက်ရည်လေးတော့ဒီညမှာကြည့်တဲ့အခါမှာတကယ်လို့ဆာရာဒါအပိမလမင်းနဲ့အိတ်လိုက်ပြီးဆိုရင်ဘုရားဂရိတော်ထားတဲ့တင့်အားဖြင့်လူမျိုးတွေကကောင်းကြီးဖြစ်စေမယ်ဆိုတဲ့ဂရိတော်ကပြတ်သွားစေ ဖြစ်သွားနိုင်တယ်။ဒါကြောင့်ဘုရားခင်ဟာတင့်အားဖြင့်လူမျိုးတို့ကကောင်းကြီးဖြစ်မယ်လို့ဘုရားကိုယ်တိုင်ပြောတာ။ဒါကြောင့်ဘုရားကိုယ်တိုင်ပြောထားတဲ့စကားကိုဘုရားကိုယ်တိုင်ပဲပြည်စုံအောင်ပို့ဆောင်တယ်လို့ဘုရားရဲ့ဂရုတကိုပြည့်စင်မဲ့အကြောင်းရင်းမန္တမြကိုလည်းဘုရားခင်ကိုယ်တိုင်ကဖေရှားစီးသားပေးတယ်ဆိုတာကိုအာဗြဟံသက်တာမှာဒါတော့တပည့်တော်တွေကိုပြောခဲ့တဲ့ဇာကဟာအမှန်ပြည့်ကိုပြည့်စုံ။ဒါပေမဲ့အချိန်ကာလလေးတခုတော့တောင်းတူပြောတာဂတိထားတော်မူပြီးမှ မတီးဘဲနေတော်မူမည်လို့တဲ့ ဲ့တော့ဘုရားသခင်ဟာတစ္ဆာနဲ့ပြည့်စုံတယ်ဂတိပေးတဲ့အတိုင်းပြုတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဆင်ခြင်တဲ့အခါတိကောတဆယ်ဆက်သုံးရှိတဲ့အခါမှာအချက်၃ချက်လောက်ထုတ်ပြီးဆင်ခြင်လို့ရတယ်။နံပါတ်၁ကတော့စုံစမ်းနှုတ်ဆက်ခြင်းရဲ့တဘောတဝါရလူဖြစ်ရင်လူဘဝမှာလာအနေမြင်လိုင်းနေဖြစ်တတ်တယ်၊ကြုံတတ်တယ်၊လူကရေစင်ပင်ငိုရတယ်၊ငိုစင်လဲတတက်လုံးငိုရမယ်လို့ပြောရေရတဲ့အချိန်လေးရှိတယ် တန့်ကျင်ဘက်အခြေအနေကိုအလဲအလဲကြုံရတယ်။အဲ့တော့ဒေသနာကျမ်းမှာပြောတာကတော့ဒါဟာဘုရားသခင်ကိုတည်ကျွမ်းဖို့ဖြစ်တယ်။အဲ့တော့အဲ့ဒါကိုတော့ကျွန်တော်တို့ကောင်းကောင်းတည်တယ်။စုံစမ်းနောက်ဆက်ချင်းရဲ့တဘောတဘာဝပေါ့နော်။လူတိုင်းကြုံတွေ့လေးရှိတယ်။အမှတ်မတင်ပဲကြုံရနိုင်တယ်ဆိုတဲ့ဖြစ်လာနိုင်ခြင်းရှိတယ်။အဲ့လိုကြုံသွားရင်ဖြစ်လာနိုင်ခြင်းရှိတဲ့အရာတွေကိုကျွန်တော်တို့သိ။ဒါတွေကြုံရင်ဘယ်လိုဖြစ်သွားမယ်ဆိုတဲ့ပြဿနာရဲ့အတိတ်နဲ့အကောင်းအဆိုးတွေရဲ့အတိတ်နဲ့ကိုကောင်းကောင်းသိတယ်။မြင်တယ်စဉ်းစားတတ်တယ်ရှင်းကျင်တတ်တယ်အဲ့မဲ့ပြဿနာကတိကော73မှာပါတဲ့ နောက်ထပ်အချက်တစ်ချက်ဘုရားတခင်ဟာတစ္ဆာနဲ့ပြည့်စုံတယ်ဆိုတဲ့ဘုရားတခင်ရဲ့ identity ဘုရားတခင်ရဲ့ဖြစ်ချင်းကိုမြေရာမိတော့ဒီကြမ်းပိုက်ကိုကြည့်တဲ့အခါမှာအထူးဖြစ်စုံစမ်းနှောက်ရှက်ခြင်းကိုပဲ focus လုပ်လို့ရှိတယ်။အဲ့ဒီစုံစမ်းနှောက်ရှက်ခြင်းတွေထဲမှာဘုရားတခင်ဟာဘယ်လိုဘုရားမျိုးလဲ။ဘယ်လိုမျိုးလှုပ်ဆောင်ပေးတဲ့ဘုရားလဲဆိုတဲ့တမန်တရားကိုတော့ရှင်းကြမှုမေ့ကြတာတွေရှိ။အဲ့တော့ဘုရားတခင်ဟာတစ္ဆာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တဲ့အတွက် ကျွန်တော်တို့မခံနိုင်တဲ့အရာကိုဘယ်တော့မှမပေးဘူး။ဒါဆိုတွေ့ကြုံရတဲ့မြတ်အရာအလုံးဟာခံနိုင်ရင်ရှိတဲ့အရာတွေပဲဖြစ်တယ်။ဘုရားခင်ကကျွန်တော်အသက်တာထဲမှာတွေ့ရမယ့်အရာအလုံးကိုဖလစ်တာခံထားတယ်ဆိုတဲ့သဘောရှိ။တွေ့ရမယ့်အရာအလုံးဟာသူ့ရဲ့စီစစ်မှုအောက်မှာပဲကျွန်တော်တွေ့ကြုံရတာဖြစ်တယ်ဆိုတော့ဒီအချက်အားဖြင့်တွေ့တယ်။ဒါကြောင့်ဘုရားတစ္ဆာနဲ့ပြည့်စုံတယ်။အဲ့တော့ဓမ္မဟောင်းစကားအရဆိုရင်အကျိုးနည်းစေခြင်းကကြံစီတော့အကြံစီမဟုတ်ဘူး။ပြည့်သားသမီးတွေကိုဘယ်တော့မှအကျိုးရောက်အောင်လုပ်ဘူး။ တနည်းအားဖြင့်ဣတရလူမျိုးတွေဟာအေဂုတ်တို့နဲ့ထွက်လာ။ချိန်မှာပင်လယ်နေခံတယ်။အနောက်ကမှအေဂုတ်စစ်သားတွေလိုက်လာတဲ့အခါမှာအေဂုတ်မှာငါတို့တင်းကြမ်းမရှိလို့ဒီလမ်းမှာတည်စီအောင်ငါတို့ခေါ်ထုတ်ခဲ့တာလားဆိုပြီးမှအမျိုးမျိုးဘုရားခင်ကိုပြောတယ်မောရှိဦးလည်းပြောပြီးစုံစမ်းကြတယ်။ဘုရားခင်ကဒီလိုပေးသွေးတဲ့အရာကဒီလူကြီးရဲ့အတ္တသာရှုံရှုံသွားဖို့နစ်နာသွားဖို့မဟုတ်ဘဲနဲ့အဲ့ဒီအခြေအနေထဲမှာဘုရားဟာဘလို့ဘုရားဖြစ်တယ်ဆိုတော့ကိုမြင်တွေ့ဖို့ဖြစ်တယ်။အဲကြောင့်ဘုရားခင်ကတစ္ဆာနဲ့ပြည့်စုံတယ်လို့ပြောတယ် ဂတိထားတဲ့အတိုင်းသူပြောတဲ့အတိုင်းသူ့ရဲ့သားသမီးတွေကိုကွယ်ကာမဆပို့ဆောင်တယ်ဆိုတော့အဲ့ဒီစုံစမ်းနှောက်ရှစ်ခြင်းတွေထဲမှာကျွန်တော်တို့အမြဲတမ်းတွေ့ရမှာဖြစ်တယ်။တဘောကဘုရားခင်ကသူ့ရဲ့သားသမီးတွေကိုရှောက်မှချင်းတရားလမ်းထဲမှာနေရှင်ရှောက်လမ်းတဲ့အခါတော်မှာတည်တည်ထကြစောင့်ကြည့်တတိနေကိုကြည့်ရှုရှင်ပေါ်လူရဲ့စကားရဆိုကျွန်တော်တို့ကကြီးစုတရားရဲ့လက်ထင်းမှာရောက်သွားတာပညာတရားရဲ့လက်မှာမဟုတ်ကြီးစုတရားရဲ့လက်မှာပညာတရားဟာကိုယ့်ရဲ့ကြိုးစားမှုပေါ်မှာ self center ဖြစ်တယ်ဒါပေမဲ့ကြီးစုတရားဆိုတာက ။ဟိုမလုံနိုင်တော့လေဘုရားရဲ့ကြီးစီးပြုခြင်း၊ကွဲကွာခြင်းတွေထဲမှာရှိ။ဒါကြောင့်ဘုရားခင်ဟာတစ္ဆာနဲ့ပြည့်စုံတယ်ဆိုတဲ့အဲ့ဒီအချက်တွေကအေးကိုရှင်းရှင်းစရာကောင်းပါတယ်။ဘုရားခင်ကျွန်တော်တို့ပုံမှာထားတဲ့တဘောထားဟာအင်မတန်မှကြီးနက်စရာကောင်း။ဒါတော့ဒီလိုတဘောတဘာဝတွေနဲ့ဒီလိုဖြစ်ချင်းအပြည့်ရှိတဲ့ဘုရားခင်ကိုကိုးကွယ်ရတာဟာဝမ်းနဲ့လွယ်ပြီးမွေးတဲ့မိခင်အယောက်20လောက်ကိုရထားတဲ့ကဲတို့ တိတ်ကိုကျင်းဆရာကောင်းတယ်။ဘာကြလို့ဆိုသူဟာအကျိုးနဲ့အောင်ဘယ်တော့မှမကြံစီပဲအမြဲတမ်းတတိနဲ့ကြည့်ရှုပြီးစောင့်မှပို့ဆောင်ပေးနေတဲ့ဖရာဖြစ်လို့ဖြစ်တယ်။ကျွန်တော်အသက်တာရဲ့မကောင်းမသင့်တဲ့အရာမှလည်းများကိုကျွန်တော်တို့ကိုပေးမတွေ့ပဲကာပါလုပ်ပြီးတဲ့ဖရာဖြစ်တယ်ဆိုတော့တွေ့ရတာ။ပြီးတော့သူဆက်ပြောတယ်။စုံစမ်းနောက်ဆက်ခြင်းအရာနဲ့တကွထမြောက်တော်လာ။အဲ့တော့စုံစမ်းနောက်ဆက်ခြင်းနဲ့မှဘုရားခင်ကကွဲကားတယ်လို့အဲ့ဒီထဲကနေတဲ့လုံမြောက်ဖို့အတွက်ဘုရားခင်မှာအမြဲတမ်းအစီအစဉ်တွေရှိတယ်၊ plan တွေရှိတယ်။ တနည်းအားဖြင့်ဘုရားခင်ကဘယ်တော့မှဆုံးဖြတ်မတော့။ဒါကြောင့်ဟိရှာယပြောတဲ့စကားနဲ့ပြောမယ်ဆိုရင်ပစ္စာလက်လက်ကြောင့်နေဆောင်မ။အဲ့တော့ဘုရားခင်ကကျွန်တော်တို့ကိုဆုံးဖြတ်မတော့။အချိန်အနည်းတိုင်းမှာကြည့်ရှုဆောင်မနေတယ်ဆိုတဲ့ကတိတော်ဖြစ်တယ်။အဲ့ဒီဆောင်မခြင်းတွေရှိတဲ့အတွက်ကျွန်တော်တို့အတွက် plan အများအမ်းရှိတယ်။တို့မြတ်ရကောအများအမ်းဖန်တီးပေးတယ်။ကြော်လွားနိုင်အောင်ခွန်အားကိုပေးတယ်။အဲ့တော့ဘုရားခင်ရဲ့လမ်းပြခြင်း၊ဘုရားခင်ရဲ့ကြွယ်ကာခြင်း၊ဘုရားခင်ရဲ့ပို့ဆောင်ခြင်း၊ဣတိရလူမျိုးတွေရဲ့အခြေအနေနဲ့ပြောဆိုရန်သူလက်ကနေခေနှုတ်ခြင်း ဒါရီအလုံးဟာစုံစမ်းနောက်ရှစ်ချင်းဒီထဲမှာဘုရားခင်အမြဲတမ်းပြင်မထားပဲပြင်ဆင်စီမံပြီးဖတ်မြောက်ရာလမ်းကိုပို့ဆောင်ပေးလေးရှိတယ်ဆိုတဲ့သက်တည်ပဲဖြစ်။ဒါကြောင့်ကျွန်တော်တို့သက်တာထဲမှာဘလို့အချိန်နေပဲကြုံရကြုံရအဲ့ဒီအချိန်နေကနေငါတော့မတတ်နိုင်တော့ဘူးငါတော့မလုံနိုင်တော့ဘူးတွံ့ပြောက်ရာမရှိတော့ဘူးလို့ကိုကိုစဉ်းစားမိတဲ့သူတွေရှိတယ်ဆိုရင်ခွာပေးခြင်းတယ် ဘုရားခင်ကကျွန်တော်ကိုတည်တည်ချာချာစောင့်ကြည့်တယ်တတိနဲ့ကြည့်ရှုတယ်လက်တော်ထဲမှာမဆပို့ဆောင်ကွဲကားထားတဲ့ဘုရားဖြစ်တဲ့အတွက်ဘယ်အချိန်နေပဲရောက်ဘုရားဟာပြစ်မထားပဲအမြဲတမ်းသစ္စာလက်ရလက်တော်နဲ့ပို့ဆောင်တဲ့ဘုရားဖြစ်တယ်ကွဲကားတဲ့ဘုရားဖြစ်တယ်တွေ့ရပါတယ်အဲ့ဒါကိုစင်ချင်းခွန်အားယူဖို့လို့အဲ့တော့တမန်ကျမ်းစာထဲမှာတာရကအနေနဲ့ဥပမာအနေနဲ့ကြည့်မယ်ဆိုတဲ့လောက်ကျွန်တော်ကြည့်လို့ရတယ်နံပါတ်၁တော့တရားလူကြီးမတ်စာတရားလူကြီးမတ်စာကခန္ဓာပြီကိုတိမ့်ပိုက်တဲ့အချိန်ကနေစပြီးတောလူကိုဘယင်ဖြစ် တင်မြောက်တဲ့အချိန်ကာလအထိဖြစ်တယ်။အဲ့တော့တရားဒီယူမတ်စာမှာတူညီတာကဘုရားခင်ရဲ့ရှိတော်မှာဒုစရိုက်ကိုပြုတယ်တဲ့။အတော့ဘုရားကိုညင်းပယ်ပြီးဘာလဘုရားကိုဝိပုကိုးကွယ်ကြတဲ့ဒုစရိုက်တွေကြောင့်သူတို့ဒီရန်သူလက်ကိုအမြဲတမ်းကြောက်ရောက်တယ်။ဒုက္ခအမြဲတမ်းခံရတာ။အဲ့တော့ကျမ်းစာအရဆိုရင်စိုက်တီတိုင်ရိတ်တာပေါ့။ကိုယ့်ရဲ့အဖြစ်ကြောင့်ခံရတာ။ဒါကြောင့်ဘုရားကိုစွန့်ပြီဆိုရင်အမြဲတမ်းဒုက္ခရောက်။ဘုရားကကျွန်တော်တို့ကိုမစွန့်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကဘုရားကိုစွန့်ရင်တော့ကျွန်တော်အတက်တာဟာမလိုလားအပ်တဲ့ပြဿနာတွေခက်ခဲတွေအမြဲတမ်းကြုံတွေ့ရလိမ့်ရှိ။ ။ရောက်တရားကြီးမဆာမှာကြုံရတဲ့အရာတွေကကိုယ့်ရဲ့အမားကြောင့်ကြုံတွေ့ရတဲ့ဒုက္ခဆင်းရဲခြင်းတွေဖြစ်တယ်။ဒါပေမဲ့ဘုရားခင်ကတစ္ဆာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တဲ့အတွက်သူရွေးချယ်ထားတဲ့လူမျိုးတော်ဖြစ်တဲ့အတွက်သူဒီသူ့ရဲ့ဂတိတော်အတိုင်းပဲသူ့ရဲ့လူမျိုးတွေညင်ပန်းနှိမ့်ဆက်ခံရတဲ့အတန်ကိုကြားပြီးအော်ဟိဆုတောင်းတဲ့အခါမှာအတန်ကိုနားညောင်းပြီးတရားသူကြီးတွေကိုပေါ်ထွန်းစေတယ်။ရန်သူလက်ကနေပြန်ကယ်နှုတ်ပြီးငင်းချမ်းရတဲ့အခွင့်ကိုပေးတယ် အဲ့တော့ဒီချင်းနေကိုကြည့်တဲ့အခါလဲကိုယ့်ရဲ့အမားကြောင့်ကိုခံရပြီမဲ့လေဘုရားတစ္ဆာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တဲ့အတွက်ဘယ်တော့မှပြစ်မထားပဲအမြဲတမ်းပြန်ကယ်ယူမှစရတယ်ဟာလေလုယာတတော်ညီကောင်မတော်မဘုရားရှိခြင်းဟာခြေနဲ့ဆက်ကောင်းတယ်ဘာကြောင့်လဲဆိုရင်ကိုယ့်အမားကြောင့်အမျိုးမျိုးသောဆင်းရဲဒုက္ခကိုကြုံတွေ့ရတော့လေအဲ့ဒီဘုရားဟာတစ္ဆာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တဲ့ကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ဘူး လက်ပတ်ကြည့်မနေဘူးအချီနီအမျိုးမျိုးတဲကကဲတင်ဖို့အစင်းတည်းရှိတဲ့ဘုရားဖြစ်တယ်တော့နားလေရပါတယ်ဒုတိယကယောဘဖြစ်ယောဘကတော့တရားသူကြီးမတ်စာမှာရှိတယ်ဣတိလလူမျိုးတွေနဲ့မတူတော့ယောဘကျတော့ဖြောင်းမှချင်းတရားမှာကျင်လေတဲ့အတွက်ကြောင့်ရောက်ရတဲ့ဒုက္ခဆင်းရဲခြင်းတွေဖြစ်တယ်အဲ့ဒါကပိုပြင်းထန်ယောဘဟာသူ့မှာရှိတဲ့များအလုံးအကုန်ပျက်စီးသွားပြီမဲ့လေဘုရားနဲ့မိတ်ထားတာမပြတ်ဘူးဘုရားတခင်နဲ့စကားပြောခြင်းမပြတ်ဘူး အဲ့ဒီဘုရားနဲ့မိထာရမပြတ်ချင်းနေတဲ့ကနေဘုရားစကားကြားပြီးအဲ့ဒီဘုရားစကားအပြည့်သူ့ဘဝရဲ့ဖြစ်ကြောင်းကုံစင်အားလုံးကိုနားလည်ရတဲ့အခွင့်ရသွားတယ်။အဲချစ်တော်ညီကောင်မောင်တို့ယုံကြည်ခြင်းတရားတွေမှာရှောင်လန်းလို့ဘုရားကိုဖက်ယမ်းလို့ဘုရားကိုကိုးစားလို့အခက်ခဲရောက်သွားတဲ့ကာလတွေရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့အဲ့ဒီဖူးခါတွေဓာတ်တွေမှာဘုရားတခင်ဘယ်တော့မှမစွန့်ပါဘူး။နောက်ဆုံးတော့နဆသောကောင်းခြင်းနဲ့ဆုံးသက်စေတယ်။အဲချစ်တော်ညီကောင်မောင်တို့ယုံကြည်ချက်ကြောင့် ရောက်ကိုဖိညာလို့အခက်အခဲကြုံခဲ့ရင်တော့ဘုရားခင်ဘယ်တော့မှပြစ်မှာတာပဲမဆာပြီးပို့ဆောင်တယ်ဘုရားနာမတိုင်ပုံကြည့်ပါစေတတိယတစ်ချက်ကကျတော့တမန်တော်ကြီးအဲ့တော့တမန်တော်ဝတ္ထုကနေစပြီးကျွန်တော်တို့ဖတ်သွားရင်တော့ဘောရဆာဆောင်တဲ့အထိတွေ့ရမယ်တမန်တော်ကြီးမှစကနဦးယုံကြည်သူတွေအားလုံးကြုံရတဲ့အရာကယုံကြည်ချက်ကြောင့်အခက်အခဲကြုံတယ်ဆင်းရဲဒုက္ခကြုံတယ်ညင်းဆင်းခြင်းကြုံအေးဝင်ဂေလိတရားကြောင့်သူတို့ကြုံရတယ် တမန်တော်တွေဆိုရင်ထောင်ချခံရတယ်ညင်ပန်းနေဆက်ခံရတယ်ခဏခဏဖမ်းခံရတယ်ရိုက်ခံရတယ်ပြစီမင်းမြန်းခံရတယ်ဒါတွေကယုံကြည်ချက်ကြောင့်အင်္ဂလိတရားကြောင့်ဖြစ်ယုံကြည်ချက်ကြောင့်အင်္ဂလိတရားကြောင့်ဆင်းရဲဒုက္ခရောက်နေရင်တောင်မှဘုရားပြစ်မထား တော့ပင်တေကုတ်တင်နေ့ကနေရှားပြီးဘုရားခင်ဟာကတ်ကဘာကုန်တီတိုင်အောင်အတူရှိမေတန်ရှင်တော်ဝိညာဉ်တော်ဟာကျွန်တော်နဲ့အတူအတွင်းထဲမှာကိန်းဝတ်တဲ့နေ့ကနေရှားပြီးဘလော့အခြေအနေကြုံကြုံတမန်တော်ရီမဆာယုံကြည်သူကိုအတွင်းထဲကနေဝိညာဉ်တော်ကသွန်သင်ပဲ့ပြင်လဲအခြေအနေတိုင်းမှာကူညီတဲ့အခြေအနေတိုင်းမှာမဆာတဲ့အခြေအနေတိုင်းမှာပဲ့ပြင်ပြီးပို့ဆောင်ပေးခဲ့တာကြီးပဲအဲတော့တမန်တော်ဝတ္ထုကနေရှားပြီးကြည့်တဲ့အခါဒီတာနာရဲ့အတွေ့အကြုံတွေမှာ သူတို့အများကြီးခက်ခဲတယ်အဲ့ဒီအခက်ခဲတဲ့အခန်းကဏ္ဍတိုင်းမှာဘုရားတခင်ကြီးအတူရှိပြီးအမြဲတမ်းအပြင်ကအခြေအနေတွေကိုဖယ်ရှားပြုပြင်တာရှိတယ်အသွင်းထဲကစိတ်တဘောတွေယုံကြည်ချက်တွေကိုပြုပြင်ပြီးအသွင်းလူကိုတိဆောက်ပေးတဲ့အရာတွေရှိတယ်။ကြောင့်ဘုရားတခင်ဟာဘလို့အခြေအနေပဲရောက်ရောက်ကျွန်တော်တို့ကိုတွတ်မှပြစ်မထားပဲမာစာကဲတင်တယ်အခြေအနေကိုပြုပြင်တာရှိသလိုအသွင်းလူကိုပြုပြင်တာရှိတယ်အသက်တာကိုပဲ့ပြင်တာရှိတယ်။တမန်တော်ကိုမြင်စေဖို့ဖွင့်ပြအလင်းပေးတာတွေရှိတယ်။ ောက်ဆုံးနားလေရတယ်ကဘုရားခင်ဟာတစ္ဆာနဲ့ပြည့်စုံတဲ့အတွက်ဘယ်တော့မှဆုံးပြစ်မတာအချိန်အမျိုးမျိုးကိုကျွန်တော်တို့အလဲလဲကြုံရနိုင်ပါတယ်အချိန်အကြောင်းဘုရားခင်မရှိဘူးမဆာခြင်းမရှိဘူးကိုမလုံနိုင်မဖြစ်တော့ဘူးဆိုတဲ့ခံစားချက်မျိုး ရောက်သွားနိုင်ပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်တက်တည်ရဘုရားခင်ဟာတစ္ဆာနဲ့ပြည့်စုံတဲ့ဘုရားပဲသစ္စာတည်တဲ့အတိုင်းကျွန်တော်အသက်တာထဲမှာဘယ်တော့မှဆုံးမဖြစ်ဘူးပြောရင်ပြောတဲ့အတိုင်းဂတိထိုင်ဂတိထိုင်အတိုင်းပြည့်စုံအောင်ဘုရားခင်ဒီအမြဲတမ်း မဆပို့ဆောင်ကောင်းကြီးပေးလေရှိတယ်ဆိုတော့ရှင်ချင်းတိဆောက်ရှက်အဖြစ်ရပါတယ်တမန်တော်ဝတ္တုခန်းကြီးနှစ်ပိုင်ငယ်၄ကနေအဲကျွန်တော်တို့ဆက်နှစ်ထိဖတ်တဲ့အခါမှာဆိုတချင်တို့ဝိညာဉ်တော်သုံးလုံးချင်းရဲ့နမိတ်လက္ခဏာတက်တည်ဟာတမန်တော်တွေမှာဖြစ်တော့ကျန်းစာမှတ်တမ်းတင်တာကပြင်းစွာသောလေပင်မုန်တိုင်းမီးရှာဒါမဟုတ်အမျိုးမျိုးသောဘာသာစကားဆိုတော့အဲ့ဒီ၃ခုတွေ့ရ အဲ့ဒီ၃ခုလုံးဟာဒီ content တစ်ခုလုံးကိုတရားဖတ်ကြည့်တဲ့အခါမှာကျင်းဝတ်ခြင်းဝิญဉ်တော်တွန်းလောင်းခြင်းရဲ့လက္ခဏာဖြစ်တဲ့အားလုံးဟာအဲတော့ဒီညမှာမိရှာလို့ပြောတဲ့အခါမှာဟိုနတ်ရှိုးတွေတအားနင်ထုတ်တဲ့အဖွဲတွေကဒါကငကားရှာတို့ငကားစကားတို့ဗာစကားတို့မျိုးမျိုးအဲ့လိုပြောကြတယ်ရှိတယ်တကယ်တော့ဒါဟာဝิญဉ်တော်ဆင်းသက်ခြင်းရဲ့နမိတ်လက္ခဏာတက်တည်တင်ကေတာတွေဖြစ်အဲ့တော့အဲ့ဒီညမှာ အမျိုးမျိုးသောဘာသာစကားပေါ့အာတတန်လို့ပြောတယ်အဲ့တော့အာတတန်လို့ပြောတဲ့အချက်ကတချို့ကတော့အမျိုးမျိုးသိပဲဖွင့်ကြတကယ်တော့ဒီကျမ်းစာထဲမှာပါပြီးသားသူနားလေတဲ့စကားပဲအဲ့တော့အတီးတီးမင်းတို့မိမိတို့ဘာသာစကားအဖြစ်ကြားကြတယ်တမန်တော်တို့ပြောတာကဟိုလိုရှာလာလာတီတီပတတတာတွေပြောတာမဟုတ်ပဲနဲ့သူတို့သိတဲ့ဘာသာစကားနဲ့ပြောပြီးမှနားထောင်တဲ့လူတွေကသူတို့ဘာသာစကားနဲ့နားထောင်တယ်အဲ့ဒါကတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ခြင်းရဲ့ကြီးမားတဲ့နမိတ်လက္ခဏာတက်တည်ဖြစ်ဒါတော့ 他妈，吴忠担心那文人哦多冷静，他妈不担心那那现代钱，他妈担心那文人哦天下钱也，那么你来看呐，对比一下，英文给你抵押，不要不怕不撇的。那文人哦，现代的看出来，文人哦，老下钱的对比一下，英语表来的看嘛，努力阿龙哈，英语抵押过加币。 ရှင်းလင်းစွာနားလည်ပြီးအဒီရှင်ကိုလက်ခံဖို့ဖြစ်လာတယ်။ဒါကြောင့်ကျွန်တော်တို့လာဟာပြင်ဟောပြောပွဲတို့ cruise တို့လုပ်တော့မယ်ဆိုဆူတောင်းဆက်ကတ်ကြတယ်။အင်္ဂလိပ်ထွက်တော့မယ်ဆိုဆူတောင်းဆက်ကတ်ကြတယ်။ဘာဆူတောင်းလဲဆိုအဲ့ဒီညမှာတန်ရှင်တော်ဝိညာဉ်တော်အလုံးလို့ဖို့ဆူ။အဲ့တော့ဝိညာဉ်တော်ဖွင့်ပြအလင်းပေးတဲ့အခါမှာအင်္ဂလိပ်တရားကိုကြားပြီးစစ်မှန်တဲ့ကေဒီရှင်ကိုယုံကြည်လက်ခံဖို့ဒါကြောင့်ခင်ရှုကပြောတာငါခမည်းတော်သွေးဆောင်တော်မူလေအဘယ်သူများငါထံတော်မရောက်ကျွန်တော်တို့လှုပ်ဆောင်တဲ့အမှုကတိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်လှုပ်ရှားခြင်းမရှိရင် ဲ့ဒီအင်္ဂလိပ်တရားအဲ့ဒီနှုတ်ကပတ်တော်ဟာလူတိုင်းနားလည်ခံရတွေ့ဆောင်နိုင်ပုံဘူးဒါဝိညာဉ်တော်ရဲ့ပထမဦးဆုံးတော့ခံကဏ္ဍဖြစ်တယ်တပါးတူတွေမှာတက်ရောက်တဲ့တက်တည်ထင်ရှားခြင်းဖြစ်တယ်ဒါကြောင့်လဲတမန်တော်ဝတ္ထုအခန်းကြီး၁အပိုင်းငယ်ရှင်းမှာသရှင်တော်ဝိညာဉ်တော်ကိုခံရဒီမှာတဲ့မြေကြီးစွန်းတိုင်အောင်တက်တည်ဖြစ်မယ်အဲ့ဝိညာဉ်တော်ဆင်းသက်တဲ့နေ့ကနေစပြီးဝင်ငှားလိုက်တဲ့အင်္ဂလိပ်ဟာတစ်ခေါက်ပြောရင်၃000ကျွန်တော်တို့များတော့တယောက်တည်းကိုပြောတာနေ့နဲ့ချီပြောတာမပြောင်းလဲတာတွေအများကြီးရှိခုလမ်းပေါ်မှာပြောတယ်ဆိုရင်ကြားပြီးပြီ ပြောခဲ့ပြီးပြီဆိုတာလောက်ပဲဖြစ်တယ်တကယ်ပြောင်းလဲတဲ့အဆင့်မှာတော့ရောက်မရောက်တော့မတေချာဘူးတမန်တော်ရဲ့အသက်တာမှာတန်ရှင်သောဝိညာဉ်တော်တွန်းလောင်းခြင်းရဲ့နမိတ်လက္ခဏာတက်တည်ကြတော့ရဲရင်ပြတ်သားစွာတက်တည်ခံနိုင်တယ်အချိန်ကတော့တပည့်တော်တွေကကြိုးရင်တည်းရှိတယ်ကြောက်တာတွေရှိတယ်နားလည်မှုမားတာတွေရှိတယ်ဒါပေမဲ့အဲ့ဒီတန်ရှင်သောဝိညာဉ်တော်စင်းသက်တွန်းလောင်းပြီးသွားတဲ့နောက်ပိုင်းမှာတော့တမန်တော်ရဲ့ရဲရင်ပြတ်သားခြင်းအပြည့်နဲ့ငုကပတ်တော်တတိခံတဲ့ အင်္ဂလိပ်တရားဝေမျှတက်တည်ခံသွားတာကိုကျွန်တော်တွေ့ရတယ်။ဒါတင်မပြီးသေးဘူး။အဲ့ဒီတန်ရှင်သောဝိညာဉ်တော်တွန်လောင်းခြင်းဟာအသင်းတော်တွေပေါ့။ယုံကြည်သူလူစုတွေအဲ့ဒီအပေါ်မှာအဲ့ဒီဝိညာဉ်တော်ကအသက်တာပြောင်းလဲပြီးတမာတရားမှာရှောက်လန်းဖို့အထီတောင်မှာပြုပြင်ပြောင်းလဲပြီးတယ်။ဒါတော့ကယ်တင်ရှင်စိတ်ချသွားတဲ့ဒူရီအလုံးဟာရှိတမယကိုရောင်းပြီးတမန်တော်ခြေရင်းမှာထားတယ်။တမန်တော်ရဲ့အစုံအမကိုခံယူတယ်ဆိုတာကအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ရဲ့ ျွန်တော်တို့အသက်တာထဲမှာပြုပြင်ပြောင်းလဲပေးခြင်းအဖြစ်ဖြစ်လာတဲ့အပြီးပွင့်နေဖြစ်ဒါကြောင့်လူတစ်ယောက်ရဲ့အသက်တာထဲမှာဝิญဉ်တော်လှုပ်ရှားခြင်းမရှိသေးသေးအဲ့လိုလိုဟာဘုရားတခင် night ရှောက်လန်းသွားလာခြင်းဘုရားတခင် night deeply ဝပြုကိုးကွယ်ခြင်းအသက်တာပြီးပွင့်နေဘယ်တော့မှမအသိစိတ်ကရှိပေမဲ့ဝิญဉ်တော်လှုပ်ရှားခြင်းမရှိဘယ်တော့မှဟာဒါကြောင့် national ဝิญဉ်တော်ဆင်းသက်တဲ့ပင်တေကုတ်တေနေ့ကနေစပြီးယုံကြည်သူတွေအသင်းတော်တွေထဲမှာ အဲ့ဒီလိုပြုပြင်ပြောင်းလဲ노ထားမှုတွေကိုဝိညာဉ်တော်အပြည့်ဖြစ်လာတယ်။ဒါကြောင့်노ထားမှုလို့ပြောလိုက်ရင်ဒီဘက်ခင်မှာတချို့တွေနားလေတာကလူတွေအများကြီးစုဒုံခွန်းတချင်းနေဆိုဟိုဆိုဟိုပြေးဒီပြေးဒီခုန်တူပေါဟိုအော်ဒီအော်အလိုဝင်ခံခံချွေးကြောပါညာအဲ့ဒါတွေမဟုတ်တမန်တော်တွေခင်မှာ노ထားမှုဟာအင်္ဂလိပ်တရားကိုကြားပြီးအသက်တာပြောင်းလဲတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပြုပြင်ခြင်းအပြည့် ဖျားတဲမှာဒစ်ပလီသွာလာပြီးစက္ကအစီခံလာတယ်။ယုံကြည်ချက်အတွက်ပြတ်သားစွာယက်တည်လာတယ်။အရာကြောင့်ကိုပေးဆက်ရဲလာတဲ့နှုတ်ထမှုဖြစ်တယ်။ဒါကြောင့်ဒီဘက်ခင်မှာနှုတ်ထတယ်လို့ပြောပြီးအေဥလီတရားတော်ဝင်ငါဖို့ပါဝင်ရကောင်းမှမသိလှုပ်ဆောင်ကောင်းမှမသိတဲ့လူတွေအများကြီးပဲအဲတချင်းဆိုတဲ့နေရာမှာကောက်ခုံပြီးနှုတ်ထတယ်တကယ်တမ်းဝင်ငါတက်တည်ခံပြီးယုံကြည်မှပြတ်သားစွာယက်တည်တာမျိုးတွေပြေးကြဒါဟာပင်တေကုတ်တင်နေမှာကျွန်တော်တို့ရှင်ကျင်စရာတန်ရှင်တော်ဝိညာဉ်တော်ရဲ့နမိတ်လက္ခဏာတက်တည်ဖြစ်တယ်အဲ့တော့များသောအားဖြင့် အရှင်တော်ဝိညာဉ်ရဲ့နမိတ်လက္ခဏာတက်တယ်လို့ပြောလိုက်တာ ਨੇ ခြားတော်ဘာသာစကားခြားတော်ဘာသာစကားပြောလိုက်တဲ့ကိုရင့်တုအတင်းတော်မှာရှိတဲ့ဝိညာဉ်စုယေရှုတွေကိုတွားပြီးမှအဲ့ဒါရောပြီးမှနားလည်နေတာအဲ့ဒါလည်းရှုပ်နေတာတတ်တတ်ရှိသူတို့အရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ခြင်းအရှင်တော်ဝိညာဉ်တော်သွန်လောင်းခြင်းအရှင်တော်ဝိညာဉ်တော်အလုံးလုံးချင်းဆိုတဲ့နမိတ်လက္ခဏာတက်တယ်ကိုအချက်၃ချက်လောက်ခွဲပြီးကျွန်တော်နားလည်ထားဖို့ဖြစ်တယ်အဲ့တော့တမန်တော်ဝတ္ထုခန်းကြီး1မှာကျတော့အရှင်တော်ဝိညာဉ်တော်ရှင်သက်တယ် အင်းဝီလီဒီယာကိုကြားတဲ့အခါဝဉ္ဇနောအလုလုတဲ့အတွက်လူတွေကနားလေတယ်တက်တာပြောင်းလဲဆိုတော့ဝဉ္ဇနောနဲ့အင်းလီဒီယာ equal to တက်တာပြောင်းလဲခြင်းအတွက်ဖြစ်တယ်ဒုတိယကပေါလုပြောတဲ့ဝိညာဉ်စုဂျေစုပြအဲကြောင့်ဝဉ္ဇနောနဲ့စုဂျေစုတွေ့တယ်အဲ့ဒါဘာအတွက်လဲဆိုရင်အတက်တာပြောင်းလဲခြင်းအတွက်မဟုတ်ပဲနဲ့တင်းတော်တိဆောက်ဖို့ဖြစ်တမန်တရားဟာအတင်းတော်ရဲ့အမိတကယ်ဖြစ်တယ်ဒါကြောင့်အမိတကယ်ဖြစ်တဲ့အတင်းတော်ဟာကြီးလာတဲ့အခါတမန်တရားကလည်းကြီးလာတယ် ဒါကြောင့် church planning အတင်းတော်လို့ပြောရင် unity လို့ကိုလို့ရအောင်အတင်းတော်ကြီးလာရင် unity ကကျေပြတ်လာအဲ့ဒီဘောဖြစ်တယ်ဒါကြောင့်ဝိညာဉ်စုကျေးဇူးဟာအတင်းတော်ကိုတိဆောက်ဖို့ဖြစ်တဲ့ခါကျတော့ဘုရားပေးတဲ့ဝိညာဉ်စုကျေးဇူးအဖြစ်အတင်းတော်ထဲမှာကိုယ်နေရာကိုဘုရားခင်ထားတဲ့အတိုင်းပေါဝင်တတ်လာတဲ့အခါအဲ့ဒီတမာတရားတည်းဟူသောအေဝင်လိတရားဟာတဖြည်းဖြည်းဒါကြောင့်ဝိညာဉ်တော်စုကျေးဇူး equal to အတင်းတော်တိဆောက်ဖို့ဖြစ်တယ်တတိယတစ်ချက်တော့ဝိညာဉ်တော်နဲ့အသက်ရှင်ခြင်းပဲ အဲ့ဒီဝိညာဉ်တော် ਨੇ ပြည့်တဲ့အခါအဲ့ဒီဝိညာဉ်တော်ရဲ့အုပ်ဆုံးအောက်ကိုရောက်သွားတဲ့အခါမြားစုကတော့သူ့ဂျေဇူးအကြောင်းတွေပြောတယ်ဝိညာဉ်တော် ਨੇ ပြည့်လာတဲ့အခါအတတန်ပြုံးမယ်ဒါပေမဲ့ပေါလုပြောတာကဝိညာဉ်တော်နဲ့ပြည်လာတဲ့အခါမှာဝိညာဉ်တော်ရဲ့ပြည့်ခြင်းရဲ့အသက်ရှင်ခြင်းလက္ခဏာကဘာဖြစ်လာကြောဝိညာဉ်အသီးတွေတည်လာအဲ့တော့ဝိညာဉ်တော်ဖွင့်ပြတဲ့အခါဖခင်ရဲ့နှုတ်ကပတ်တော်တမန်တော်ရဲ့နည်းနည်းမှုကိုသိပြီးဆင်ခြင်နှလုံးတွင်းသားလာအဲ့ဒီတမန်တော်ကိုသိပြီးအသက်သာလွတ်မြောက်လာတဲ့အခါကျွန်တော်အသက်သာထဲမှာဝိညာဉ်အသီးတွေတည်ပွင့်လာ ဒါကြောင့်ဝိညာဉ်တော်နဲ့အသက်ရှင်ခြင်းဟာအမှန်တရားကိုကျွတ်မဲ့တွင်ခြင်းကိုယ့်ရဲ့အတ္တတာကိုတိဆောက်ပြီးဝိညာဉ်အသီးတွေဝင်လာတယ်။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပတ်သက်လာရင်နံပါတ်၁အင်္ဂလိတရားအဝိညာဉ်တော် အင်္ဂလိတရားတက်တာပြောင်းလဲဖို့ဖြစ်တယ်။ဒုတိယဝိညာဉ်တော်စုဂျေစုအသင်းတော်တိဆောက်ဖို့ဖြစ်တယ်။တတိယဝိညာဉ်တော်နဲ့အသက်ရှင်ခြင်းအမှန်တရားကိုအကျွတ်မဲ့တွင်ခြင်းအပြင်မိမိအတ္တတာကိုတိဆောက်တယ်လို့မိမိအတ္တတာထဲမှာဝိညာဉ်အသီးတွေတည်ပွင့်လာဖို့ဖြစ်တယ်လို့ကျွန်တော်နားလိုက်ရတယ် ဒါကြောင့်ယုံကြည်သူနဲ့အဲ့ဒီဝိညာဉ်တော်ကဘယ်ထိလဲထာဝရကာလတည်းဖြစ်တယ်။ဒါကြောင့်ပေါလုကအိဖက်ခန်းကြီးတစ်အပိုင်ငယ်73နဲ့74မှာတန်ရှင်တော်ဝိညာဉ်တော်ဟာဆင်ရန်ဖြစ်တယ်။ရွေးနှုတ်ခြင်းနှိယတိုင်အောင်ဆင်ရန်ဖြစ်တယ်။ဘယ်ထိလဲဆိုဝိညာဉ်တော်ကရွေးနှုတ်ခြင်းနှိယတိုင်ထိဖြစ်တယ်။အဲ့တော့ဘုရားသခင်ကဘလို့အချိန်ရဲ့ကိုစွန့်ပြစ်ဂရီတော်ပြေဆုံးခြင်းတစ္ဆာနဲ့တည်ခြင်းလို့ပြောတဲ့အခါမှာအလောက်ထိစိတ်ချစရာကောင်းပါတယ်။ဒါကြောင့်သူကဝိညာဉ်တော်သည်ဆရာသမားဖြစ်တယ်။ဥပ္ပစီဆရာဖြစ်တဲ့ teacher ပြတာတဲ့တုံတယ်နဲ့မသိရင် ြည့်အောင်တွန့်တယ်မေးမယ်နားမလဲနားလဲအောင်ပြောပြပေးမယ်မတော်တတ်ရင်ဘယ်လိုသွားမလဲဆိုတော့တင်ပေးမယ်ဒါကြောင့်ပင်တေကုတ်တီနေကနေစပြီးအဲ့လောက်ထိအသက်တာအတွက်ကျိုးရှိတယ်အဲ့လောက်ထိကောင်းတယ်အဲ့လောက်ထိအသေးစိတ်ပြီးလူကိုဂရုစိုက်ပေးတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့ဂျင်းဝတ်ချင်းအတူရှိချင်းမဆာချင်းပို့ဆောင်ချင်းကိုကျွန်တော်တို့ဘုရားသခင်တွေခံစားရတာဖြစ်ပါတယ်ဒါကြောင့် အချိန်နေကြောင့်ကိုကိုကိုတိမ်ငယ်သွားဖို့မဟုတ်ဘူးစိတ်ပျက်သွားဖို့မဟုတ်ဘူးကိုရဲ့ဖြစ်ချင်းနဲ့ဘုရားခင်ဘာလို့ပေးထားတယ်လဲဆိုတော့ကိုအမြဲတမ်းဆင်ခြင်ဖို့နှလုံးသွင်းဖို့ဖြစ်ပါတယ်အဲကြောင့်ပင်တေကုတ်တင်နေလို့ပြောလိုက်တာနဲ့ပတ်သက်တော့ဂတိတော်ပြည့်စုံတော့ဂတိတော်ပြည့်စုံခြင်းလို့ပြောတာနဲ့အဲ့ဒီဘုရားခင်ဟာတစ္ဆာနဲ့ပြည့်စုံတဲ့အတွက်ကျွန်တော်အသက်တာထဲမှာအမြဲတမ်းတည်နေကြည့်ရှုပြီးပို့ဆောင်ပေးတယ်။နံပါတ်၃ဘက်တော့မှာကျွန်တော်ကိုစွန့်ပြစ်မထားပဲကကဘာကုံတီတန်အောင်အရှင်သောဝိညာဉ်တော်အဖြစ်ကျွန်တော်အသက်တာထဲ ဟာမာဆာကြည့်ကောင်းကြည့်ပေးတယ်သာတလေးမှာအပြင်အချင်းတွေကမှပြင်ထင်းချုပ်တယ်လို့တွင်းလူကိုလည်းပဲ့ပြင်ပြီးသူကရင့်ကျက်ရှင်နဲ့ကျွန်တော်ကိုအမြဲတမ်းဆောင်မနေတယ်နားလည်ရပါတယ်တောင်ချစ်တော်ညီကောင်မောင်မအသက်ရှင်တဲ့ဘုရားခင်ကိုဥခွေယုံကြည်ရတာကဒီနေ့ဆရာကောင်းပါဘာဖြစ်လို့ဆိုဘုရားခင်ကအသေးစိတ်လုံးအားသူ့ရဲ့သားသမီးနဲ့ပတ်သက်ရင်အနှူးစိတ်တရားပြင်ဆင်စီမံပြီးရေရန်သတိနဲ့ကြည့် ။အဲအချင်းကြီးမကောင်းတော့လည်းပဲဘုရားဟာကျွန်တော်တို့ကိုအလောက်ထိအသေးစိတ်ပြီးဂယုတစိုက်အတူရှိပြီးသစ္စာနဲ့တည်ပြီးဂတိတော်ကိုပြည့်စုံအောင်အမြဲတမ်းကြည့်ရှုဆောင်မှပို့ဆောင်ပေးနေတဲ့ဘတော်မှစွန့်ပြစ်မထားတဲ့ဘုရားဖြစ်တယ်ဆိုတာလေးကိုနှုတ်ကပတ်တော်နဲ့ဆင်ခြင်ရဖို့ခွန်အားပေးပါတယ်။အယောက်ချင်းစီတိုင်းအတွက်နှုတ်ကပတ်တော်ဟာတိဆောက်เสียရဖြစ်ပါစေ။